ပြည်မြို့ကိုဝန်းရံခြင်းပြည်မြို့ကိုဝန်းရံတိုက်ခိုက်မိပါကဆေးအုပ်စုအတွက်အရေးကြီးနောက်တန်းထောက်ဖို့ဒေသတစ်ခုဆုံးရှုံးသွားမှာဖြစ်ပါတယ်။အာရခတပ်တော်ရဲ့ထိုးစစ်ဟာပြည်မြို့နယ်ဘေးကပထောင်မြို့နယ်ထဲကိုရောက်လာပြီးဖြစ်ပါတယ်။အကြာခင်မှာပြည်မြို့နားကိုရောက်လာတော့မှာဖြစ်ပါတယ်။ပြည်မြို့ပတ်ချလေဒေသတွေဖြစ်တဲ့ပေါက်ကောင်၊ပေါင်းတဲ၊နတ်တလင်း၊အုတ်ဖို၊လဘဒန်၊တာယာဝရီမြို့နယ်တွေမှာ မူလကလေးကအမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပကဖအဖွဲ့တွေပျောက်ကြားဆစ်ဆင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။ဗရောင်းမြို့နယ်ကဝင်ရောက်လာမဲ့အေအေထိုးစစ်နဲ့ပြည်မြို့ပတ်ချာလေဒေသမှာရှိတဲ့ UNG တပ်ဖွဲ့တွေပူးပေါင်းသွားရင်ပြည်မြို့ဟာဝန်းရံပိတ်ဆို့ခံရတော့မှာဖြစ်ပါတယ်။ပြည်မြို့ပတ်ချာလေဒေသတွေစိုးမိုးဒေသအဖြစ်ပေါ်ထွက်လာပြီးရင် ပကူတိုင်းနောက်ချမ်းမှာပေါ်ဆောင်နေတဲ့စစ်တောင်းမြေဝါစစ်စင်ရေးနယ်မြေတွေနဲ့တဆတ်ဆတ်တည်းဖြစ်လာတော့မှာပါဒီလိုဖြစ်ပေါ်သွားရင်ရန်ကုန်ပြည်လမ်းရန်ကုန်နေပြည်တော်လမ်းတွေကိုတော်လိုင်းရေးအင်အားစုတွေကန့်လန့်ဖြတ်ဆိုးမိုးပိတ်ဆို့ထားနိုင်တော့မှာဖြစ်ပါတယ်ပြည်မြို့မှာရန်သူဒါကာစာတခုအခြေစိုက်ထားပြီးအေးအေးထိုးစစ်ဝင်ရောက်လာမယ်ဆိုတာကိုကြိုတင်သိရှိထားပေမဲ့လည်းစခန်းတွေကန်ဆယ်လိုင်းတွေခိုင်မာစွာတည်ဆောက်နိုင်ခြင်းရှိပါဘူး ဒါဟာအီအီနဲ့တော်လန်ရေးအင်အားစုတွေရဲ့မဟာဗျူဟာပိုင်းစစ်စင်တိုက်ခိုက်မှုပိုင်းစွန့်ထက်တာကိုပြပါလေ။ဗရောင်းမြို့နယ်ကညောင်ကျိုးစခန်းကိုစေအုပ်စုဘက်ကအင်အားအရာကြီးပို့ဆောင်ပြီးလေကြောင်းပစ်ကူတွေနဲ့ခုခံတိုက်ခိုက်ခဲ့ပေမဲ့လေအီအီတပ်ဖွဲ့တွေကမလဒုတိယအပတ်တွင်တင်းယူနိုင်ခဲ့ပါတယ်။ရန်သူနေနဲ့အုတ်ချုပ်ထောက်ပတ်မှုကောင်းမွန်တဲ့ပြည်ဒါကဆရှိပင်ပဲလေခြေရန်စခန်းတွေမကြအောင် ခုခံနိုင်ခြင်းမရှိပါဘူး ။အကိုတိုင်းတွင်းမှာရန်သူလက်နက်ဆက်ယုံတွေဖြစ်တဲ့ကပ္ပစဆက်ယုံ9ယုံအထိရှိပါတယ်။အောက်ရှစ်ပင်မြို့အနီးမှာကပ္ပစ9ကပ္ပစ6ကပ္ပစ9ကပ္ပစ16တို့ရှိပြီးပြည်မြို့နားမှာကပ္ပစ3ကပ္ပစ9ကပ္ပစ19တို့ရှိပါတယ်။ပြည်မြို့ကိုတိမ့်ပိုက်ခြင်းမရှိရင်တောင်ပဲစိုးပါနယ်မြေတွင်စိုးမိုးနယ်မြေထူထောင်နိုင်မယ်ဆိုရင်ရန်သူကပ္ပစဆက်ယုံတွေလုပ်ငန်းလေပတ်မှုနှောင့်နှေးသွားမှာဖြစ်ပြီး စစ်စင်တိုက်ခိုက်မှုတည်တည်တတ်တာရောကြသွားမှာဖြစ်ပါတယ်။ပြည်မြို့ပတ်ချလေဒေသဟာမကြခင်မှာစုံမုံနယ်မြေအဖြစ်ပေါ်ထွက်လာတော့မှာဖြစ်တယ်လို့ AR တိုင်းဒေသမှာလည်းရိုးမအေယာစစ်စင်ရေးကိုမြို့သားညီညွတ်ရေးအစိုးရကအကောင့်ထဲပေါ်လျက်ရှိပါတယ်။အဲ့လိုစစ်စင်ရေးတွေတနိုင်ငံလုံးအတိုင်းအတာဟန်ချက်ညီပေါ်ဆောင်မှုအောက်မှာဆေယနာရှင်တွေနဲ့ဆေယောစုခြေမုံခံရမှာဖြစ်ပါတယ်။ PDF insight ကစောင်းပါကိုပြန်လည်တင်ဆက်ခြင်းဖြစ်ပါတယ်။ကျွန်တော်ရှင်းမှာပါ။